ြေးရွာလေးတရွာမှာစင်းရဲတဲ့တံမခံနိုင်တော့ပဲမြို့ပေါ်အလုတ်သွားလုတ်ချင်နေတဲ့လင်မယားနှောင်ရှိပါတယ်။မယားဖြစ်သူလဲကလင်းကိုတယောက်တည်းမဆောင်ရှောက်ချင်တာနဲ့လင်ဖြစ်သူကိုမသွားခိုင်းစိတ်ချမှာဘူး။မိမေငါမြို့ရဲအလုတ်သွားလုတ်မယ်။ဒီလိုစင်းစင်းရဲရဲဆက်ပြီးမနေနိုင်တော့ဘူးကွာ။ကျမတို့ကလေးရောသူရဲငယ်သေးရဲ့လေ။ဟာငါအကြိုင်းမသွားပါဘူးကွာ။အချိန်တစ်နှစ်ပဲတောင်းတာပါ။ငါပတ်စံတွေနဲ့တူတူပြန်လာခဲ့ပါမယ်။ တကယ်လို့ကျမရှင်မရှိတဲ့နောက်နေမကောင်းဖြစ်လာရောငါထင်မင်းကငါထင်ထားတာထက်တတ်မှာပါတယ်မိမနောက်မှဆက်ပြောကြတာပေါ့ရှင်ပြောထားတဲ့အတိုင်းပြန်လာနိုင်ဘူးဆိုရင်ပြန်လာနေတော့နော်ဒီလိုနဲ့ပါချဲမြို့ပေါ်အလုတ်သွားလောက်ပြီးနောက်တော်လွင်လဲအိမ်ရာထဲပုံပုံလဲသွားတယ်သူယောဂါကလည်းတနေ့တခြားပို့ပို့ဆိုးွားလာတဲ့အတွက် အမေဖြစ်သူအိမ်ထေလာကြည့်ရတယ်ဘလို့နေလဲသမီးတကယ်လို့သမီးဒီလောကတွေကနေထွက်သွားရရင်သမီးကလေးကိုအမေကြည့်ထားပေးနော်ဒီလိုမပြောပါနဲ့သမီးရဲ့သမီးသူ့ကြည်ပြင်းလာတဲ့အထိစောင့်ရှောက်ရမယ်လေဒီလိုနဲ့တော်လွင်လဲအသက်ဆုံးမသွားခဲ့တယ် အဖွာအမေရပါလို့အဲ့ဒီမှာနေခဲ့တာလေအဖွာရဲ့ဝတ်ကျွေးတွေပါကွယ်သမီးကိုဆုံရှုံရ တီမြောင်လောင်းထိန်းအောင်မနဲ့အဖွာဘသူနဲ့ပြောနေရလဲဗျဟာအဲ့ဒီနောက်ပြေဆုံးလဲသူ့ရဲ့အဖွာနဲ့တူတူနေသွားရတာပေါ့သူ့ရဲ့အဖွာပြေဆုံးကိုမိဘအရင်လိုပဲကောင်းကောင်းမွန်မွန်ပြုစုဆောင်ရှောက်ပေးပါတယ် ပြေဆုံးပြေဆုံးထားတော့လေးငါမြေကျောင်းနောက်ကြတော့မယ်မြန်မြန်ထအဖွားလေဒီနေ့ကျောင်းပိတ်တယ်မဖွင့်ဘူးစနေနေ့လေမထိုင်အဖွားရိုက်တော့မယ်နော်ဒီမှာကြည့်ဒီနေ့ကဂျာတာပရိနဲ့အဖွားလာလိမ့်မနေနဲ့အာဖွားလေဒီနေ့ကဂျာတာပရိဆိုမနေ့ကဘာနေ့လဲအဖွားပုတ်တဟုမနေ့ပြန်ရောတောက်ကြလေ ငါဖွားတကယ်သိရဲ့ဟာအဖွားမရိုက်ခင်မြင်မြန်ထတော့ပြေဆုံးဒုက္ခပါပဲမရိုက်ပါနဲ့တော့အဖွားတားထပြီပြေဆုံးကငပြင်းတယောက်ဖြစ်တဲ့ပြင်တတိယလည်းမိတတ်သေးတယ်ခမကြီးသွားတိုက်တာလည်းသုံးချက်နဲ့ပြီးပြီးရေချိုးတာလည်းတစ်ခွက်ထဲသူ့ဘဝကတော့တတရရပါပဲဘာမှလုပ်စရာမလိုဘူးပြင်းစင်ဖီလိမ့်ပြီးရင်လွယ်အိပ်ယူ ကျောင်းသွားမယ်ဆိုကွာလို့တယ်ခွေးလိုက်ဆွဲမှာစိုးလို့ရလေတားလေခွေးတေချာကြည့်နော်ငါမျိုးကိုက်နေပါမယ်ကွယ်အဲ့ဒီခွေးတွေကကျွန်တော်ကိုက်မရပါဘူးဖွားရဲ့ဒီကောင်ကတော့ငောက်တော်တော်ပြန်ပြောတတ်နေပြီပြေးဆောင်ចောင်းသွားမဲ့ပုံစံကခွေးကိုအမြဲတမ်းမျက်စိနှောက်စေခဲ့တယ် ဟာဒီခွေးကတော့ပြစ်တောင်မပြစ်ရသေးဘူးဟာနေကငါတို့ထင်တာထက်ကိုစောလာတာပဲအဖွားတိငါ့ကိုအသေးရိုက်မှလीအဲ့ဒါကြောင့်နီးလန်းရှာနေရတာဒီနေ့ဘသူကောင်းကြီးอยู่လားလဲဒီမှာ အဖွားချက်ပြီးထည့်ပေးလိုက်တဲ့ထမင်းထုပ်ပဲပုတ်ထောင်းနေကွာဟဲစောစောစီစီပုတ်စော်နန်းနေရပဲစားစရာရှိတာနဲ့တင်ကန်ကောင်းလာပါပြီဟဲဒါကတော့ပြည်စုံအောင်ခိုင်နဲ့စော်မင်းတို့တငယ်ချင်း၃ယောက်ပဲဖြစ်ပါတယ်သူတို့ကအမြဲတမ်းကြောင်းတူတူသွားပြီး ရှိတာလေးလည်းမျှဝေစားကြပါတယ်အတူသွားအတူလာကျောင်းနောက်ကျလဲအုတ်တတိုင်းကနေကြော်ဝင်ကြပါတယ်အာဟင်ဟင် ဟင်မင်းတို့တွေတိတ်ပြီးသားမှတ်တော့ဒါကတော့သူတို့နေတဲ့ရွာကြောင်တသေးလေးပဲဖြစ်ပါတယ်သူတို့ကြောင်တော့ကြပြီးအုတ်တတိုင်းကြော်တဲ့အပြစ်အတွက်အလန်တန်ရှိမှခြေတချောင်းထောက်ပြီးနေနေရပါတယ်ကလေးတို့ရေဒီနေ့အတွက်သတင်းဆိုးရှိတယ်။ဗျာဘာသတင်းဆိုးများလဲ။ဘာသတင်းဆိုးလဲဆရာမ။အထက်ကနေသတင်းပို့လာတာ။ ငါတို့ကြောင်းပိတ်ခင်ရတော့မယ်တဲ့။ဟာပါကိစ္စပိတ်ခင်ရမှာလဲဆရာမ။သူတို့ကကြောင်းကိုဆက်ပြီးမထောက်ပတ်နိုင်တော့ဘူးတဲ့။ဒီကြောင်းထောက်ပတ်မဲ့စားငါဝယ်ပြီးနိုင်ငံခြားကိုပို့တာမှကောင်းမယ်တဲ့လေ။ငါတို့ကြောင်းလည်းတဖြည်းဖြည်းယိုရင်းပြက်စီးလာပြီးအလွန်ဆုံးတလားလောက်ပဲနေနိုင်တော့မှထင်နေ။ညာအဲ့ဒါဆိုကျွန်တော်တို့ကဘယ်မှာကြောင်းဆက်တက်ရမှာလဲ။ဒီနေရာနဲ့၁၂မိုင်လောက်ဝေးတဲ့နေရာကိုသွားတက်ရမယ်။ အစိုးရသွားပြီးမိုးချုံမှပြန်ရောက်မှာပေါ့ဟာ9နိုင်လောက်ထားရမှာလားအဖွားရောသမင်းချက်ကူရောက်မှာလားဒါနဲ့ကားအကျို့ပို့ရောရှေးအောင်မလားဆရာမအခုချိန်နေတော့ဘာအရေးရောက်မှမတွေ့ဘူးကို့နီလန်းကိုရှားမှန်ထနေဦးလေးထုံးရဲ့ကားစီးရမယ့်ပုံမဲစီးတိုင်းလဲလမ်းမှာပြက်ပြက်နေရဦးလေးထုံးကငါတော့မလိုက်ဘူးဟာလမ်းလျှောက်တာမှအဲ့ထမြန်အောင်မယ်မင်းတို့တွေအားလုံးဝမ်းနေနေမယ်ဆိုတာဆရာမသိပါတယ်ကွယ်ဆရာမလည်းဝမ်းနေရတာပဲ။ ဟုတ်ပါတယ်ဆီယာမဒီเจ้าကအပေါက်ကတရားအဖားပလက်ပြေးဆိုပေမဲ့ငါတငယ်ချင်းတွေနဲ့ဒီမှာအတူတူကြီးပြင်းလာကြတာအခုတော့လွယ်လွယ်လေးနဲ့ပျက်စီးသွားတော့မှာလားအစည်းဝေးကနေသူတို့အကြောင်းကိုဆက်ပြီးမထောက်ပံ့နိုင်တော့ဘူးလို့ပြောလာတဲ့အတွက်သူတို့အတူတူကြီးပြင်းလာရတဲ့အကြောင်းလေးပျက်စီးတော့မယ်ငါစိတ်တွေဘလို့ဖြစ်နေလဲမသိဘူးကွာဘိုက်ကလည်းစာလာပြီဘယ်ချိန်မှအိမ်ပြန်ရောက်မလဲမသိပါဘူးဟာခုနတည်းကထိုင်နားနေတာဘယ်ရောက်မလဲကွာ ဟင်အဲ့ဒါဦးလေးထွန်းရဲ့ကားပဲခုချက်ခုချက်နဲ့အဲ့ဒါဘသူတွေလဲဟာကလေးတွေလာတွန်းကူပါအောင်ကွာဟုတ်တယ်ဟာငါတို့တော့ကားတွန်းရပြန်ပြီငါထင်ဒီနေ့အဲ့ဒီကားနဲ့ပြန်ရတော့မှထင်နေကြပြီလားဦးလေးထွန်းရတော့မယ်ရတော့မယ်ငါတူစက်တွန်းဟာဘာရမှလဲဦးလေးထွန်းရပင်မန်းတာလား ကဲရပြီတက်ခဲတော့ဦးလေးလိုက်ပို့ပေးပါမယ်ကွာဦးလေးထုံကဘလို့ဖြစ်တာလဲဗျာတဲ့ယူအလုံးအငွေ့တွေအပြည့်နဲ့အဲ့ဒါတွန်းပိန်းလို့ခေါ်တယ်ကွယ်လမ်းသွိုင်းနဲ့ဆက်ရက်သွားတယ်ဆိုရင်စင်းတွန်းမှပြန်နိုးရတာကွာကားကလည်းအိုလာပြီဦးသက်တန်းလည်းကုံရောပါဦးလေးထုံရဲ့အဲ့လိုမပြောနဲ့ကွာသူကြားသွိုင်းနင်းတို့လမ်းဆင်းလျှောက်နေရလိမ့်မယ် ဦးလေးထွန်းဒီထက်မြင်မြန်မောင်းလို့မရဘူးလားဗျကျွန်တော်တို့ပိုက်စာလို့ဒါအမြန်ဆုံးပဲငါတူရေတကယ်လို့ចောင်းတကယ်အပိတ်ခံလိုက်ရမယ်ဆိုရင်ငါတို့ဘယ်လိုလုပ်မလဲဟာအေးလေနင်ရောဘယ်လိုတွေးလဲနေ့တိုင်း12မိုင်လောက်ကားစီးသွားနေရရင်မလွယ်ဘူးကွာဟုတ်တယ်ဟာဦးလေးထွန်းကလည်းစိတ်ချရတာမဟုတ်ဘူးဒါပေမဲ့အဲ့နေရငါအဖေနေတဲ့နေရာကွာတကယ်လို့အဲ့မှာចောင်းသွားတက်ရမယ်ဆိုရင်အဖေနဲ့တွေ့ရမယ်ထင်တယ် ဟင်ဘသူအဖေပါလဲသူ့မှာအဖေရှိရလားသူတို့တွေကတခြားမှာကြောင်းသွားတက်ရတော့မှဆိုတော့သူတို့ချစ်တဲ့ဒီရွာလေးကိုစွန့်ခွာရမှာမို့သုံးယောက်သားဝမ်းနည်းနေကြပါတယ်ဖွာကဲမြောင်လောင်းလေးပြန်လာပြီလားကြောင်းပိတ်ခံရတော့မယ်ဆိုအဲ့တော့အဖွာတိလာရင်အင်းတတင်းကြားတာတော့ကြာပါပြီဒါပေမဲ့ တလောက်မြန်လိမ့်မယ်လို့အဖမထင်ထားဘူး။ကျောင်းသာတကယ်အပိတ်ခင်ရပြီးဆိုရင်ဒီနေရာနဲ့၁၂မိုင်ဝေးတဲ့မြို့ပေါ်ကျောင်းသွားတက်ရမှာကျွန်တော်အထင်အဖေနဲ့သွားတွေ့ရမယ်ထင်တယ်။သားအဖေနဲ့လား။သူသွားကြတဲ့တကားမတော်စာပို့တာမဟုတ်ပါဘူးကွယ်။ရှိရောရှိသေးရလား။ကျွန်တော်ကတော့မသွားချင်ပါဘူးဗျာအဖွားနဲ့ပဲနေချင်တယ်အဲ့ဒါဆိုသားလေးကကြောင်ပိတ်မခံရအောင်လုံရမှာပေါ့ဘယ်လိုလုံရမှာလဲအဖွား

ဒါဆိုကျွန်တော်တို့ရှမ်းချက်ကြီးအဖွဲဖွဲ့ရမှာလားဟုတ်တယ်မြည်လေးပတ်စံကိုရအောင်ရှာပြီးအကြောင်း ထောက်ပံ့နိုင်အောင်ကြိုးစားရမယ်ဟုတ်ကဲ့ပါဖွာကျွန်တော်တငယ်ချင်းတွေကိုလည်းအခုညတောင်းမယ်အဖွာမင်းတို့တင်ပေးမယ်မရရင်တော့ခြေထောက်နဲ့ကန်ပါနော်ဒါမှမရသေးရင်တထောင်တွေလာမယ်တီးလို့တီးလို့လေပြေဆုံးလဲသူ့အဖွာစီကကြံ့ကြံ့ရပြီးနောက်မျော်လင့်ချက်ကြီးစွာနဲ့တငယ်ချင်းစီကိုပြေးသွားခဲ့ပါတယ်ခေါင်းတွေငါတို့ចောင်းကြီးကိုဝိုင်းဝန်းကယ်တင်ရအောင်ကွာ ဟာဘာပြောနေရလဲဒီမှာရှမ်းချယ်ရီစက်သမင်ထောင်ပြီးတော့အဲ့ဒီစက်သမင်မှာငါတို့ကမယ်ပြီးတော့ရန်ပုံငွေရအောင်ရှာပြီးတော့မှကျောင်းကယ်တင်ရအောင်ကွာငါတို့ကျောင်းပိတ်မခံရအောင်ကြိုးစားသွားရမယ်ဘလို့လဲဟုတ်တယ်ကွယ်ကြိုးစားတဲ့လူကအသက်အရွယ်ပိုင်းခြားမလို့အဆင့်တန်းမလို့ငါမြင်းနဲ့တူတူ အဖွားလေးကြိုးစားသွားမယ်အားလုံးကလည်းရှမ်းချယ်ရီစက်သမင်ကိုပြန်လဲထူထောင်ဖို့သဘောတူကြတယ်မနက်မိုးလင်းလာတော့ပထမဆုံးအနေနဲ့အကလာတင်ကြတယ် ကဲရှမ်းချယ်ရီစက်တမင်အဖွဲသူဖွဲသားတွေအခုအားစပြီးတော့ငါမင်းတို့ရဲ့အဖွဲကောင်းဆောင်မယ်အားလုံးအစဉ်သင်းဖြင့်လက်ထောင်ကျွန်တော်ကတချင်းရလည်းမဆိုတတ်အကလည်းတောင်းတောင်းရင်းနဲ့ဖြစ်ပါမလားမကြည့်ဘူးဆိုဘလို့ပြော့ပြောင်းလာမှာလဲကဲတချင်းလေးဆိုရင်လည်းရတာပဲအရာအားလုံးကကိုယ်စိတ်ပေါ်ပဲမူတည်တာ ကျိုးစားခြင်းစိတ်မရှိတော့အိမ်ပြန်မင်းအရှင်တို့ပြန်ဆော့နေလိုက်တော့နော်ငါတို့ကိုအိမ်ပြန်ဆော့ခိုင်းတာတဲ့ငါတို့ကကလေးမှမဟုတ်တော့တာပြေဆုံးမင်းရတချင်းဆိုငါပုံနဲ့တီးမယ်ကွာโอเคအဲ့ဒါဆိုငါကမယ်ကွာအဲ့ဒါဆိုရင်လည်းလာလေစားကြတာပေါ့ကောက်ကတ်မွေနိုင်ပေါ်ဖက်တေးกว่าတီလိုက်လီစဆိုင် มึงใจเปลี่ยนมึงห่างลีคือใจเฮาเปลี่ยนคือมึงลอยမင်းอ่ะเปซูโลแลกว่าตะหลอกก้าวเนี่ยแต่งาตะค้ามาไม่จ้าปูงามี้เยนี่อ่ะแต่แลงาซูโทดโลเวจ้าชั้นเจอรี่ซัดตะเปญอ่ะမျိုးซัดติล่ะคุยปอกนี่ล่ะกว่ามิ้นนัวแลกว่า ဒါပထမဆုံးချိန်လေးတလောက်တော့ရှိမှာပေါ့ဒီမှာငေါ့ကြည့်ငေါ့ကြည့်တွင်းတွင်းချုတွင်းတွင်းချုတွင်းတွင်းချု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 ဒီမှာပါကျွန်တော်ရဲ့ကောက်ွက်အဖွာအဲ့ဒါဖပြုတ်ကွက်တေးကွာစင်မော်သုံးစားလို့မရဘူးဟာဟာဒါစကတော့ဖပြုတ်ကဒီလိုကတာကိုငါတခါမှတော့မမြင်ဘူးဇော်မင်းမင်းငေါ့ပဲပြောမနေနဲ့ မင်းရဲ့ပုံသင်လည်းငေါတီးပြပါအောင်ကွာနားထောင်ထားဟဲ့နားထောင်ထားကြဘလို့လဲအဖွာဟာအဲ့ဒါဘုံသင်မဟုတ်ဘူးမြောက်ဤပေါက်တဲ့အတန်းဟဲ့တယောက်ကိုတယောက်အပြစ်ပြောနေသေးတယ်ငါတို့၃ယောက်ကထူးမခြားနာပါပဲကွာ လိမ့်ကျင်ပြီးနောက်ကိုအိမ်ကိုပြန်သွားကြပြီးကိုဘသားကိုဆက်ပြီးလိမ့်ကျင်ကြပြန်ပါတယ်။ဒီလိုတချင်းတန်ကြားရင်တော့မနေနိုင်တော့ဟိတ်ကာမရမယ်။သွားပြီငါသားတော့ယောဂါဆိုးပြီဟိဒီလိုဆိုဘယ်မှာသွားထားရမှာပါလဲ จมาเทียนเชินดูราทนะ อย่าลืมสิ่งความหวันหู ทุงใจเฮาเลฟิงเงเฮาสายยิงยิงใจดังไหลพร้อมกันเล่เฮาห่มจมปีใหม่เอ๊ะงามีลีตะพี่พี่ตอลาบีเว ချိန်တော့မရက်သေးဘူးငါနာကြီးလို့တေရော့မယ်ဟာအမလေးပြနာလိုက်တာသူတို့တွေကမနာတမ်းလေ့ကျင့်တာကြောင့်တခြားသူပါဆိတ်ရှုပ်ရတဲ့ထိပါပဲချိန်ရရင်ရင်သွေးငယ်ရေးကြိုးကိုင်းလို့တမြင်ကြရဲ့မှာမိငယ်ကိုမင်းမိတ်နေပြီလားကလေးတပါးသူ yes ကနေသူတို့ဝဆာကိုဝဆင်ကောင်းမင်းချင်းဟာ တောင်ရောက်ဆောင်တော့ကြည်ကန်လို့တနေ့ကြရင်တော့ရှက်ကွေးရမယ်နော်။အိုးရှမ်းမြုံရင်သွေးငယ်။ဟာမရသေးဘူးပြန်ဆို။ချီရတဲ့ရင်သွေးငယ်ကြီးကြောက်ခိုင်းလို့တနေ့ကြရရဲ့မှာအမေမြေကိုမင်းမေးနေပြီလားကလေးရဲ့။ တပါသူရဲ့စကားနဲ့သူတို့ဝတ်စာကိုဝတ်စင်ခုံမင်းချင်းဟာတောင်းရောင်ဆောင်တော့ကြည်ကန်လို့တနေ့ကြရင်တော့အဆက်ကွေးရမယ်နော်ဒီလိုအစင်ပြေလာဖွာအေးဟုတ်တယ်ဟုတ်တယ်ကဲနင်ကရမှာတော့ငါတို့တချင်လဲလိုက်ရရတယ်ဟုတ်ပါအစကတည်းကကောင်းကောင်းမလေ့ကျင့်ခဲ့ဘူး အမလီရှမ်းချယ်ရီဆက်တပင်ကိုလေ့ကျင့်မဲ့အစားလေးပေတဲ့အထိချင်းကိုကြိုက်ခမ်းလိုက်ချင်တော့တယ်ဟာဟာကျောင်းကိုကဲတင်နိုင်မယ်ဆိုရင်တော့စူးစမ်းရမယ်လေငင်းပြောတာဟုတ်တယ်ဟာငါတို့စူးစမ်းရမယ်ငါမီးတို့အဖွဲတွေကမတော်ပင်မဲ့စူးစမ်းမှုရှိကြတယ်အဲ့ဒီစူးစမ်းမှုကပဲကျောင်းရဲ့အနာဂတ်ကိုပြောင်းလဲနိုင်မှာအဟိုးအဖွားမိုက်တယ်ဒီကလေးတွေကစူးစမ်းချင်စိတ်ရှိကြတယ်အောင်မြင်မှသိကြတယ် ကလေးကငယ်သေးလို့ဘာမှလှုပ်လို့မရဘူးလို့ဘယ်သူမှမပြောဒီနုနုနဲ့နဲ့နှလုံးသားကဘာတခွင်ကိုပြောင်းလဲအောင်လှုပ်ပြမှာကလေးတွေလည်းကြိုးစားလို့စိတ်ရှိကြပြီးအောင်မြင်မယ်လို့လည်းရှိမှန်းထားကြပါတယ်ကျောင်းကနှားလိုက်တာဟိုဘက်ကြည့်လိုက်တော့လေတောတောင်တွေရဲ့အလောက်မြင်ရတယ်ငါထင်ကုမ္ပဏီအတွက်အသင့်တော်ဆုံးနေရာဒီနေရာပဲဒီနေရာငါမျက်စိကြနေရကြပြီးအလဲပက်နေရလှုပ်ရင်လူတွေစိတ်ဝင်စားမှသိချရတယ်ဒါပေမဲ့ ပိုကလေးစုပ်တွေကနောက်ဆက်နေတယ်ကွာသူတို့ဘာပြောလဲကျောင်းကတော့ပျက်စီးလူနေပါပဲပညာရေးမှုဖက်ကလည်းဘာမှမကူညီတော့လေအဲ့ကလေးတွေသာမိစမမွေးခင်ပြဿနာမရှိသလောက်ပဲငါတို့ကုမ္ပဏီအတွက်အကျိုးရှိမှသိကြတယ်အဲ့ဒါဆိုရင်လည်းအလေပတ်နေရလှုပ်လို့ရပြီပေါ့ဟေးဟေးငါတို့ရေကူးကန်နဲ့ကစားကွင်းလဲစောက်ရမယ်စားတောက်ဆိုင်လေးနဲ့ဆိုလူတွေတော်တော်စိတ်ဝင်စားမှာဒါနဲ့ရွာတဲ့လူတွေကငါတို့ကန့်ကွက်လောက်လားဟာ ကျုပ်ကဒီရွာတကြီးပါဘသူကကန့်ကွက်ရဲမှလဲပြက်တနာဟိုကလေးတွေပဲရှိရာနာမည်ကပါပါလိမ့်ဩဟိုပြည့်စုံတဲ့အဖွဲလေရှမ်းချယ်ရီဆက်တပင်ပြန်ထောင်ပြီးတော့ကြောင်းရံပုံဝင်ရအောင်လို့လုပ်နေကြတာလေဟာအဲ့ဒါဆိုခမားဒါမှရမှာနော်တကြီးတို့တို့ကအကတိုက်တဲ့နေရာမရှိတော့ဘူးဆိုရင်တို့ရက်သွားလိမ့်မယ်ဟေးဟေးဒီကိစ္စအတွက်တော့စိတ်မပူပါနဲ့ဗျာကျွန်တော်ရှင်းလိုက်မယ်တို့ရှင်းဖို့ကမခက်ပါဘူးဗျာ သူတို့အဖွဲ့အစည်းဖြစ်လာဖို့ကျွန်တော်ဘယ်နည်းနဲ့မှခွင့်မပြုဘူး။ရွာတကြီးနဲ့လုပ်ငန်းရှင်တွေပူးပေါင်းပြီးစာသင်ကျောင်းကိုတည်ယူဖို့ကြံစည်နေပါတယ်။ဘာလို့လဲဆိုတော့သူတို့သာဒီနေရာကိုရသွားရင်ရှုခင်းရှုွက်တရားလာတော့သူတို့လုပ်ငန်းအတွက်အမြတ်ငွေရမှကျင်းသေးလို့ပါပဲ။ဒါပေမဲ့အခုသူတို့ရဲ့ပြဿနာကရှမ်းချယ်ရီဆက်တပင်အဖွဲ့ပါပဲ။ရှေးရှောင်းရှမ်းချယ်ရီဆက်တပင်အဖွဲ့ကကျောင်းကိုကယ်တင်နိုင်မလား။သူတို့ဆက်တပင်အဖွဲ့ကဖြည့်ဆည်းခံရမလားဆိုတာကိုအပိုင်းနှစ်မှာစောင့်မျှော်ကြည့်ရှုကြပါရှင်။ အမတချင်းဆိုထားတာလေးမကောင်းပေမဲ့နားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်နော်။အမကတော့ SLS Cartoon Channel ရဲ့ပင်နိုင်ဆက်မင်းသမီး Lady ခင်ပါရှင်။